ားလုံးပဲမင်္ဂလာပါရှင်တက္ကသိုလ်သတင်းစုံမီဒီယာမှကြိုဆိုလိုက်ပါရစေ။ယနေ့2025ခုနှစ်မတ်လ9ရက်နေ့ညနေပိုင်းသတင်းများကိုတင်ဆက်ပေးသွားမှာပဲဖြစ်ပါရစေရှင်။ယနေ့တင်ဆက်ပေးမယ့်သတင်းအကြောင်းအရာလေးကတော့မော်လီမြိုင်ကျွန်းမြို့နယ်၌မြမတနခရင်ကျင်းမှုဒလီအားထိမ့်သိမ်းဆောက်ရှော့သောအပြင်မြမတနခနှင့် လှောက်ရှားမှုဟောပြောပွဲအခမ်းအနားကျင်းပပြုလုပ်ခဲ့တယ်ဆိုတဲ့သတင်းပဲဖြစ်ပါရဲ့ရှင်။အေယာဝရိန်းတာကြီးလက်ပတ်တာခရိုင်မလုံမြန်ကျွန်းမြို့နယ်တွင်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှကြီးမှု၍မြမတနခါကိုအမျက်တနိုးတံပိုးထားလင်းကျဲခြင်းဖြင့်မြမရိုးရအမွေအနှင်းစီရင်ထုံးပွဲဒလေးစရိုက်များတဲ့တွင်မြမတနခါယဉ်ကျေးမှုဒလေးကိုဒရမ်မဲ့ယဉ်ကျေးမှုအမွေအနှင်းတစ်ခုအဖြစ်ထင်ရှားလာအောင်ပြည်သူများအားပါဝင်ဆောင်ရွက်နိုင်စီရန်ရည်ရွယ်၏ မြမတနခါနေလှုပ်ရှားမှုအခမ်းအနားကိုကြံကြားရေးနဲ့ပြည်သူဆက်ဆံရေးဦးစီးဌာနလူမှုအခြေပြုဗဟိုဌာန Community Center ခမ်းမနာရမန်နေမွန်လ2နာရီအချိန်ကကျင်းပပြုလုပ်ခဲ့ပါတယ်ရှင်။ရှဲဥစွာမွန်လမြိုင်ကျွတ်မြို့နယ်ပြန်ကြားရေးနဲ့ပြည်သူဆက်ဆံရေးဦးစီးဌာနမှဦးစီးအရာရှိဒေါ်နုနုအေးကမြမတနခါယဉ်ကျေးမှုအကြောင်းတနခါဤဆေးဘက်ဝင်ပုံနဲ့အသုံးဝင်ပုံအကြောင်းမြမတနခါချစ်မြတ်နိုးမှုအကြောင်းတို့ကို ဟောပြောခဲ့ပါတယ်ရှင်ဆက်လက်ပြီးအခမ်းအနားတက်ရောက်လာသူများနဲ့မြမတဏ္ဍာခါနေလှုံရှားမှုအနေဖြင့်မြမတဏ္ဍာခါသွေးခြင်းလိမ့်ချေခြင်းများပြုလုပ်ခဲ့ပါတယ်ရှင်အဆိုပါအခမ်းအနားတွင်မြို့နယ်ဌာနဆိုင်ရာအကြီးအကဲများ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနဝန်ထမ်းများပြည်သူ့ကျန်းမာရေးဦးစီးဌာနဝန်ထမ်းများမိခင်နှင့်ကလေးဆောက်ရှောက်ရေးအသင်းအဖွဲ့ဝင်များအမျိုးသမီးရေးရာအဖွဲ့ဝင်များဆရာမများကျောင်းသားကျောင်းသူလေးများနဲ့ ြည်သူများတက်ရောက်ခဲ့ကြကြောင်းသိရပါတယ်ရှင်။ဤတဲ့င်းကိုရဲကူမောင်ပြန်ဆက်မှပြပို့ထားတာဖြစ်ပါတယ်ရှင်။